မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းအရှိမြောက်တိုင်းစစ်ဌာနချုပ်တရှိရာလာရှုမြို့နယ်စစ်နာမိုင်အကွာမှာဒီကနေ့တိုက်ပွဲများစတင်နေပြီးတော့စင်တောင်ကစစ်ကောင်စီတပ်ကအမြောက်များနဲ့လက်နက်ကြီးတွေပစ်ကူပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ29ရက်နေ့နေ့လယ်12:20အချိန်လာရှိုးမျိုးကနေပြီးတော့တိန်ဒီယိုအထွတ်12မိုင်မှာတိုက်ပွဲစတင်ဖြစ်ပွားနေတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲကိုလာရှိုးမျိုးနဲ့စင်တောင်မှာအခြေစိုက်ထားတယ်။အမြောက်တပ်ကလက်နက်ကြီးများနဲ့ပစ်ကူပေးနေတယ်လို့သိရပါဗျ။လာရှိုးမျိုး12မိုင်အကွာမှာတိုက်ပွဲဖြစ်နေတဲ့နေရာကိုမျိုးရဲ့အနောက်ဘက်စင်တောင်အမြောက်တပ်ကလက်နက်ကြီးတွေနဲ့လှမ်းထုနေတယ်။လက်နက်ကြီးတွေပစ်နေတာဆယ်ချက်ကျော်နေပြီ လာရှိုးမျိုးပတ်ပတ်လဲမှာလဲမြောက်ပိုင်းညီနောင်၃ဘက်ကဝိုင်းတာတယ်လို့ဒေတာစီရေးသတင်းရေးမြစ်ကပြောဆိုထားပါတယ်လာရှိုးမျိုးကိုဇွန်လ30ရက်နေ့မှာ633စစ်စင်ရေးနဲ့မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်ကတိုက်ခိုက်မယ်ဆိုတဲ့သတင်းများကြဲကြဲပြတ်ပြတ်ထွက်ပေါ်နေတဲ့အချိန်ဒီကနေ့နေ့လယ်ပိုင်းမှာတိုက်ပွဲများစတင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်ရှုခင်းတာမှာရှိတဲ့ခလာရ146တပ်စခန်းကို TNL ကဝင်ရောက်တိုက်ခတ်ရာစစ်သားအလောင်း10လောင်းနဲ့လက်နက်ခဲယမ်းများကိုသိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇွန်လ29ရက်နေ့မှာနောင်ချုံမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမာယ606စခန်းကိုမနက်4:40မိနစ်ခန့်မှာ TNL နဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲမနက်9:00ကမှနောင်ချုံမြို့နယ်ရွှေကင်းသာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခလာယ146တပ်စခန်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်သားအလောင်း10လောင်းနဲ့လက်နက်ခဲယမ်းမျိုးစုံကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ မိုးမိန်မြို့နယ်ရွှေစာလီကျေးရွာမှာတောင်းတက်မတော် DNL နဲ့စစ်ကောင်စီတပ်တို့ဟာဒီကနေ့မနက်9:30မိနစ်ခန့်မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မိုးမိန်မြို့နယ်လွယ်ဝင်းတောင်မှာရှိတဲ့စကခ ခလိုက်ရနှစ်နဲ့သုံးတပ်စခန်းမှာဒီကနေ့မနက်9နာရီကမှ TNL နဲ့အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဒီကနေ့မနက်9နာရီ25မိနစ်ခန့်မှာမုံမိတ်မြို့နယ်လေကြီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စကခ21ခမရ348တပ်စခန်းမှာ TNL နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဇွန်လ28ရက်နေ့ညနေ9နာရီ45မိနစ်ခန့်မှာကြောင်မဲမြို့အဝင်းချင်းတောင်ရက်ကိုအကြမ်းဖက်စစ်ကောင်စီကပေါင်900ဘုံးနဲ့တကြိမ် ည7:45မိနစ်ခန့်မှာကြောင်မဲမြို့နယ်တော့ဆန်ရွာကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့ဘုံသုံးလုံးကျဲချခဲ့ပြီးတော့ရရွာများကိုပြစ်မှတ်ထားတိုက်ခိုက်ရာအရက်သားပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခမောင်းဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ဘကိုးတိုင်းတဲကုန်းမြို့နယ်မှာစစ်တပ်ရဲထွေအုပ်စီပင်တို့ပါဝင်တဲ့မိုးရသည်လမ်းဘေးတပ်ပင်ဆိုင်ပြိုးပွဲကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား၃ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ28ရက်နေ့မနက်9:00နာရီအချိန်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုက်ရဲ့စိတ်ခိုင်းမှုကြောင့်ဘကိုးတိုင်းပြည်ခရိုင်တဲကုန်းမြို့နယ်စင်မီးဆွဲတိုက်နယ်အပိုင်းဇီးကုန်းကျေးရွာအနီးမှာစစ်တပ်ရဲထွေအုပ်စီပင်နယ်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကလမ်းဘေးတစ်ပင်စိုက်ပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီလမ်းဘေးတစ်ပင်စိုက်ပျိုးပွဲကိုအဝေးထိမ်းမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ရာစစ်သား3ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။စစ်တပ်နဲ့ဌာနဆိုင်ရာတွေကစင်မီးဆွဲဘက်ကနေ ဇီးကုန်းရွာအနီးမှာကားရှက်စီးနဲ့လမ်းဘေးဝဲရာကိုဟန်ပြတက်ပင်ဆိုက်ဖို့လုံနေတဲ့အချိန်အသင့်ထောင်းထားတဲ့မိုင်းကိုအဝေးထိန်းနဲ့ဖောက်ခွဲခဲ့ပါတယ်လို့ပြည်ခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3631 PPDF တရဲသတင်းနဲ့ပြန်ကြားရေးတောင်ကန်ကပြောဆိုထားပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်သား3ဦးတေဆုံးခဲ့တဲ့အပြင်အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိတဲ့လူတွေကို ကားများနဲ့တဲကုံမြို့နယ်ဘက်ကိုတဲဆောင်သွားပြီးတော့တဲကုံမြို့နယ်ကနေတစ်ဆင့်ရွှေတောင်မြို့နယ်ကရင်တရားစစ်ဆေးရုံကိုထပ်မံပို့ဆောင်လိုက်တယ်လို့သိရပါတယ်။၎င်းမိုင်းဆွဲတိုက်ခိုက်မှုကိုပြည်ခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3631 PPDF တပ်ရင်းတပ်ခွဲ3 Wisdom အဖွဲ့ကဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေနဲ့အကြမ်းဖက်စစ်ကောင်စီတောက်တိုင်များကိုပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်နေပြီဖြစ်တဲ့အထွတ်ပြည်သူများအနေနဲ့စစ်တပ်နဲ့နှိစက်ရနေရာများကိုရှောင်တိမ်သွားလာကြပါရန်တော်လိုင်းတပ်ဖွဲ့များကတတိပေးထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်မှာရဲမှူးတပ်ဆွေကိုမြို့တော်မြို့လက်ဖက်ဆိုင်မှာပြစ်ခတ်တိုက်ခိုက်ရာတိတ်ဆုံးခဲ့ပြီးတော့တနက်တလက်နဲ့ခဲရမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဇွန်လ29ရက်နေ့မနက်ပိုင်းမှာငကနီပျောက်ကြားတပ်ဖွဲ့ညင်းညံကငန်းစုံမြို့သားလမ်းပိုင်မြို့သားနယ်အတွင်းကင်းမုံဝစ်ဆောင်ဆိုင်နေတဲ့အချိန်ငန်းစုံမြို့နယ်မှာရဲမှူးတပ်ဆွေနဲ့၎င်းရဲ့နောက်လိုက်များက အရက်ဝင်းတဲ့စိုက်ကယ်စီးနှင်းလာကမြို့သားဆက်မှုဆောင်အတွင်းကနေပြီးတော့ထွက်လာတယ်လို့သိရပါတယ်။အဲ့ဒီအကြပ်တ်စစ်ကောင်းစီတပ်သားများဟာမြို့သားမြို့လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့အချိန်နဂရီပြောက်ကြားတပ်ဖွဲ့မြင်းညာကရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာ ရဲမှုတပ်ဆွေပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့၎င်းရဲ့နောက်လိုက်ဖြစ်သူများဟာထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့ရဲမှုတပ်ဆွေစီကနေပြီးတော့ G3 တနက်တလန် 7.62G စက်နက်တောက်လက်ပစ်ဘုံ၃လုံးလက်ထိပ်တစ်ခုဖုန်း၃လုံးလက်ရိုက်ဒုတ်တစ်ချောင်းမှတ်ပုံတင်ဓာတ်ပုံများနဲ့စာရွက်စာတမ်းများကိုတိတ်ဆိတ်ရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအမတ်နှစ်အကြီးစားစက်မှုလုပ်ငန်းရုံးချုပ်တဲ့စက်ရုံများက CDN ဝန်ထမ်း၁၆ဦးက၂၀21ခုနှစ်2022ခုနှစ်ဗန်ဒါရေးနှစ်မှာချေးယူခဲ့တဲ့လာစာနှစ်ဆချင်းငွေဖြစ်တဲ့ငွေကျပ်3400နီးပါးကိုပြန်လည်ပေးဆက်ခြင်းမရှိဘဲနဲ့ပြက်ကွက်နေတဲ့အတွက် နန်းစီဒီယန်ဝန်ထမ်းများကစိုက်ထုတ်ပေးဆက်ရန်စစ်ကောင်စီကညှို့ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စီဒီယန်ဝန်ထမ်း106ဦးကချင်းဝေပေးဆက်ရန်ပြက်ကွက်နေမှုကိုချင်းဝေရယူတဲ့အချိန်မှာရှောက်လာမှာအာမခံပေးထားတဲ့အာမခံဝန်ထမ်း2ဦးကစိုက်ထုတ်ပေးရန်အမှတ်နဲ့အကြီးစားဆက်မှုလုပ်ငန်းရဲ့ဥဆောင်ညှို့ကြားရေးမှူးကဇွန်လ၄ရက်နေ့မှာလက်မှတ်ရေးထိုးပြီးတော့ညှို့ကြားလာခြင်းဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီလစာနှစ်ဆချင်းွေကိုဇွန်လအတွင်းမှာအပီးပေးသွင်းရမှာဖြစ်ပြီးတော့ရုံးချုပ်နဲ့စိုက်ုံများမှာရှိတဲ့ CDN ဝန်ထမ်းများအထက်အာမခံထားတဲ့ဝန်ထမ်းများကအပီးပေးရော်ရန်ဌာနနဲ့စိုက်ုံများအားလုံးကိုအပီးပေးသွင်းရန်စာနဲ့အကြောင်းကြားထားခြင်းဖြစ်ပြီးတော့စုစုပေါင်းပြန်လည်ပေးဆက်ရမယ့်ချင်းွေမှာမြန်မာကျပ်ငွေ3400နီးပါးရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဆွစ်ဇာလန်နိုင်ငံကို စေးစစ်ရန်ဆိုပြီးတော့ရောက်နေတဲ့တီတကူဖုံးကြီးကိုဆွစ်ဇာလန်ရောက်မြန်မာများကစန့်ကျင်တဲ့စတစ်ကာကတ်လှူရှားမှုများပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဆွစ်ဇာလန်နိုင်ငံမြန်မာမစ်ရှင်ဂျနီဗာကိုလာတဲ့တီတကူဖုံးကြီးကိုဆွစ်ဇာလန်ရောက်မြန်မာများကအကြမ်းဖက်ဖုံးကြီးအတု fake monk terrorist monk ဆိုပြီးတော့စတဲ့စတစ်ကာများကတ်ပြီးတော့စန့်ကျင်တဲ့လှူရှားမှုကိုဒီကနေ့ဇွန်လ29ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်အခုပဲမြန်မာမစ်ရှင်ဂျနီဗာအရှိမှာတွားဆောင်ပြီးတော့စကတ်လိုက်ပြီး ဂူကြီးကကားနဲ့ဂူတောင်ထဲကိုတန်းပြီးတော့ဝင်သွားလို့ဓာတ်ပုံတော့မရလိုက်ဘူးဖုန်းကြီးကအရန်လဲတာလို့အဲ့ဒီလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့မှာပြည်သူ2000နီးပါးဟာစစ်ဘေးတိမ်းရှောင်နေရပြီးတော့စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောင်မဲမြို့မှာဇွန်လ25ရက်နေ့ကနေစတင်ခဲ့တဲ့1027စစ်စင်ရေးဒုတိယလှိုင်းအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကိုလှုံ့ဆော်လျက်ရှိရာကြောင်မဲမြို့နယ်အနီးပတ်ဝန်းကျင်မှာရှိတဲ့ဘုံကြီးကျောင်းများမှာပြည်သူများဟာစစ်ဘေးတိမ်းရှောင်နေကြရပြီးတော့အရေးပေါ်စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါတယ်။ အခုလူဦးရေက300 400ညီပါရှိနေပြီစားဝတ်နေရေးအခက်ခဲပေါ်စားဖို့နဲ့အိပ်ဖို့နေရာပဲစီစဉ်ပေးထားတယ်စံတို့စီတို့ကတော့ကျောင်းမှာရှိတာတွေထုတ်လူပေးထားတယ်စေပေးရှောင်းတွေကတော့မြို့တဲကရောအပြင်ကရောပဲရောက်လာကြတာတိုက်ပွဲကတော့ဖြစ်နေတယ်နေလေပိုင်းကလည်းဖြစ်တယ်ညပိုင်းမှာလည်းဖြစ်တယ်မနက်ပိုင်း၈နာရီလောက်အထိတော့ပစ္စည်းတွေဘာတွေမြို့တဲကိုသွားဝယ်လို့ရသေးတယ် လေရင်တွေကနေ့လယ်ပိုင်းကလည်းဘုံလာကျဲတယ်ညပိုင်းလည်းဘုံလာကျဲတာတွေရှိတယ်အဲ့လိုဆိုတော့စစ်ဘေးရှောင်နေရတဲ့သူတွေကများတယ်လို့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ဆရာတော်တပါးကပြောကြားထားပါတယ်ကြောင်မဲမျိုးနားပိန်ဖုန်ကြီးเจ้าမှာစစ်ဘေးရှောင်ပြည်သူတထောင်နီးပါခုံအောင်ဖုန်ကြီးเจ้าမှာကိုရင်အပား80ကအပါဝင်ပြည်သူ400ကျော်ကြောင်မဲကန်ဖုန်ကြီးเจ้าမှာစစ်ဘေးရှောင်ပြည်သူတရာကျော် ကြောင်မဲမြို့နယ်ချောင်းချောက်ကြောင်းတိုင်မှာစစ်ဘေးရှောင်ပြည်သူ400ကျော်နဲ့နီးစပ်ရာဆွေမျိုးတွေရဲ့အိမ်တွေမှာတိမ်းရှောင်နေရတဲ့ပြည်သူတွေလည်းရှိပြီးတော့အရေးပေါ်စောင့်ချင်းအောင်အဝေးအစားအစားအသောက်တို့လိုအပ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတန်းညောင်လေးပင်ခရိုင်စောထီမြို့နယ်မှာရှိတဲ့ကောက်မဲ့သူရွာကိုအကြမ်းဖက်စစ်ကောင်စီက drone နဲ့ဘုံကျဲတိုက်ခိုက်ရာပြည်သူ9ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဇော်လ28ရက်နေ့မွန်လွယ်12:34မိနစ်ခန့်မှာစောထီမြို့နယ်အတွင်းမှာရှိတဲ့ကောက်မဲ့သူကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီက drone နဲ့ဘုံဒီ၃လုံးကျဲချတိုက်ခိုက်ရာပြည်သူ9ဦးအသက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ထိခိုက်သေဆုံးခဲ့ရတဲ့ပြည်သူ9ဦးထဲက၄ဦးဟာကြောက်ကြီးမြို့မြစ်တာရွက်ကွာမှာနေထိုင်တဲ့ထွန်းလင်းအောင် အသက်44နှစ်အရွယ်စောတာတော်အသက်18နှစ်အရွယ်စောကော်မူတာနယ်အသက်49နှစ်အရွယ်အောင်တိုင်းထေးတို့ဖြစ်ပြီးတော့၎င်းတို့အပြင်အသက်35နှစ်အရွယ်ဇော်လင်းကိုကိုအသက်32နှစ်အရွယ်ထွန်းသက်လွင်အောင်နယ်အသက်23နှစ်အရွယ်ကောင်းထက်ကျော်တို့၃ဦးစုစုပေါင်း9ဦးအသက်သေဆုံးခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ